ရှဲချေစွမ်းနဲ့အနိုင်ယူခဲ့တဲ့ Manchester United ဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့ပွဲပြီးသွင်းချက်လုပ်လိုက်အောင်အားလုံးပဲမင်္ဂလာပေါင်းပြီးသွင်းကြပါစေ The Weight of Man United ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ပထမဆုံးစပြောချင်တာကျွန်တော်နေသိပ်မကောင်းဘူးပေါ့နော်အဲဆိုတော့ဒီပွဲစဉ်ကိုကျွန်တော်ပြတ်တောင်းပြတ်တောင်းကြည့်လိုက်တယ်ပေါ့နော်ပြီးတော့မှကျွန်တော် full နဲ့ပြန်ပြီးတော့ကြည့်ပြီးတော့ဒီအားလေးကိုလည်းလာပြီးတော့လုပ်ပေးတာပေါ့နော်အစကတော့မနက်မှပဲတင်လို့ပဲကျွန်တော်နေသိပ်မကောင်းလို့ဒါပေမဲ့အာ အခုတင်မှအဆင်ပြေမယ်လို့ထင်တာရဲ့ပြီးတော့ဟိုစိတ်ခံစားမှုကအခုချိန်မှာပိုကောင်းနေတယ်လို့ပြောလို့ရတာပေါ့နော်အဲကြောင့်မလို့ပဲကျွန်တော်အခုတင်မယ်လို့ဆုံးဖြတ်ပြီးတော့ချက်ချင်းထပြီးတော့ရိုက်ပေးလိုက်တာပေါ့နော်ဆိုတော့ edit ကတိတ်အဆင်မပြေသွားတာတွေရှိရင်လည်းကြိုးပြီးတော့တောင်းပန်ထားချင်ပါတယ်ဘာလို့လဲဆိုတော့ edit ကကျွန်တော်တေချာတိတ်ချိန်ယူပြီးတော့လုပ်ထားတာမဟုတ်ဘူးပေါ့နော် ဆိုတော့ပထမဆုံးစပြောချင်တာကျွန်တော်လည်းဝိနေရဆိုလို့ရှိရင်တောင်းပန်ပါတယ်အဲဆိုတော့ပထမဆုံးစပြောချင်တာကတော့ဒီနေ့ညမှာကျွန်တော်ခံမှန်းခဲ့တယ်လို့မျိုးပေါ့နော်အဲနိုင်မှုလုံးဝမလွယ်ဘူးလို့ပြောခဲ့တဲ့အတိုင်းပဲဒီပွဲစဉ်ကလုံးဝဆက်ညံဘက်ကစားသွားတာပေါ့နော်ဆန်နလန်ပွဲမှာကလေးကတော့ကျွန်တော်ဒီမျိုးကစားပုံတွေကိုတွေ့ရအဓိကကတော့ဟိုတိုက်ရိုက်ခိုက်ရအပြည့်နဲ့ကစားဝက်ကလည်းပုံပေါ်လာတာလေးကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ ဆန်ဒါလန်အသင်းမလို့လူမျိုးဖြစ်တာလားဗောနော်အမှန်တခုပြန်ရှိတာဆန်ဒါလန်ကပြီးခဲ့တဲ့မနီယာကန်တယ်ဗောနော်မနီယာကန်တဲ့ပွဲမှာဆိုဝူးကိုတော့မှသူကတူးစီးနဲ့နိုင်ထားတာဆိုတော့အဆန်ဒါလန်ကလည်းဝီလို့တော့မဟုတ်ဘူးအပွဲစဉ်မှာတကယ်ယူနိုက်တက်ကအိမ်ကွင်းမှာကောင်းခဲ့လို့လို့ပြောလို့ရတယ်ဆိုတော့အဲ့ဒီ momentum ကိုအခုဆက်ပြီးတော့ carry လုပ်လာတယ်လို့ပြောလို့ရတယ်ပြီးတော့ဗျာအဲဒီ Liverpool အသင်းရဲ့ဒီအိမ်ကွင်း MV မှာကျွန်တော်တို့မနိုင်တာက 9နှစ်ရှိသွားပြီပေါ့2016ကနောက်ဆုံးနိုင်တာဆိုတော့9နှစ်ရှိသွားပြီဖြစ်တဲ့တော့ကျွန်တော်တို့လည်းပွင့်နေပြောမှာဆိုနိုင်မလို့မထင်တာဗျာဟိုအများဆုံးအမြင့်ဆုံးစွမ်းဆောင်ရည်ဖြစ်တည်ကြဖို့ပဲပေါ့နော်ဒီပွဲစီကလည်းပွင့်နေပြောမှာဆိုတည်ကြသွားဖို့အခွင့်အရေးအများကြီးရှိတယ်ဒါပေမဲ့ Harry Maguire ရော Harry Maguire ပဲကျွန်တော်တို့အရေးရဲ့အကြောင်းရင်းဆိုလို့ရှိရင်ဂိုးထအတွင်းတာသူရဲ့ပြင်ကျွန်တော်မှတ်မိတယ်ခူဘီမင်နူးရဲ့ပေါ့နော်သူတို့နှစ်ယောက်လောက်ပဲရှိတာဆိုတော့အဲ့လိုအနေအထားမျိုးဖြစ်တဲ့အတွက်ကြောင့်ဒီပွဲစီမှာလည်း နိုင်သွားတာပေါ့နော်ပျော်လားဆိုလို့ရှင်တော့ပျော်တာပေါ့ဗျာကျွန်တော်ကနေသိမကောင်းတဲ့တော့ကျွန်တော်ပြတောင်းပြတောင်းကြည်နေဆိုပေမဲ့အာစိတ်ထဲမှာတော့ပျော်တယ်ဗျာဒီမှာကို့အားပေးတဲ့အတင်နိုင်သွားတာဆိုတော့မပျော်စရာအကြောင်းတော့မရှိဘူးပေါ့နော်အဲဒါပေမဲ့တေချာ details မကြည့်ပြတာပဲရှိတယ်ဆိုတော့အခုတော့ကျွန်တော်နယ်လေး highlight လေးပြန်ကြည့်ပြီးတော့လုပ်ပစ်လိုက်တာပေါ့နော်ဆိုတော့ကျွန်တော်ကြည်နေတဲ့တွေလည်းစောင့်နေတဲ့တွေလည်းရှိမှာဆိုတော့ကျွန်တော်တင်ပစ်လိုက်တာဆိုတော့ဒီပွဲစဉ်မှာကတော်တော်လေး ကောင်းတဲ့ကစားပုံတစ်ခုမှရှိခဲ့ရတော့မဟုတ်ဘူး။ဒါပေမဲ့ဖြစ်တဲ့ဖြစ်ထိုက်တဲ့လှုပ်တဲ့လှုပ်ထိုက်တာရဲ့အကုန်လုံးကိုလှုပ်သွားရလို့ပြောလို့ရတယ်။နောက်တန်းလဲနောက်တန်းလျောက်တာဝန်ကျေတယ်၊ကွင်းလယ်လဲကွင်းလယ်လျောက်တာဝန်ကျေတယ်။တိုက်စစ်မှာဆိုလို့ရှိရင်လည်းသူ့အနေနဲ့သူအဆင်ပြေတယ်ပေါ့နော်။ဒါပေမဲ့ ပွဲစစထရလာချင်းမှာဒီ LWB ပဲထားပါတော့ left wing back ပေါ့နော်အဲ့ဒီနေရာကြီးမှာ Diego Dalot ကိုထားတာပြီးတော့ကျွန်တော်သိပြီးတော့သဘောမကျဘူးပြီးတော့တိုက်စစ်မှာ Benjamin Shesh ကိုဘာကိစ္စနဲ့နှစ်ပွဲဆက်ကိုသွင်းထားတဲ့ကစားသမားကိုမထည့်တာလဲဆိုတဲ့အပိုင်းလို့ကျွန်တော်သိပြီးတော့သဘောမကျဘူးအဲ့ဒီအပိုင်းကလွယ်လို့ဂျန်တဲ့အပိုင်းတွေတော်တော်များမှာတော့တော်တော်လေးစင်ပြေလို့ပြောလို့ရတယ်ကျွန်တော်တော်တော်လေးသဘောကျတယ်ပေါ့နော်ကိုသမားဆိုင်လမ်းမန်းစ်ကစပြောရမယ်ဆိုရင်ကိုယ်သမားကကိုယ်သမားအလုပ်ကိုတေချာလေးလုပ်သွားတယ်လို့ပြောလို့ရတယ်။အဲကျွန်တော်ပြောတဲ့စကားကလည်းလေးရှုပ်သွားလားမသိဘူး။အ ဥမာပြအန်ဒရီအိုနာနာတို့နော်ဒီအဒေးဘီယန်ဒါတို့ပါအောင်ဆိုလို့ရှင်ဂိုသမားအလုတ်ကိုဂိုသမားကောင်းကောင်းမလုတ်ပဲနဲ့အဲတင်တော့ချော်ဖန်းရတာနဲ့လက်ကချော်ထွက်ရတာနဲ့မမလုတ်မလုတ်တဲ့အမားတွေများရတယ်ပေါ့နော်ဒါပေမဲ့ဆန်နီလမ်မန်စ်ကကြတော့ဒေးဗစ်ဒဟေယာကိုပြန်မြန်တဲ့ပုံစံမျိုးမဟုတ်ဘူးဆိုပေမဲ့မမားတဲ့အမားတွေမမားဘူးဗျာအဲကျွန်တော်မှတ်မိဒီပွဲကိုကျွန်တော်အမှကြည့်လိုက်တော့မှဆိုလို့ရှိရင်ကျွန်တော်တစ်ချက်တစ်ချက်ကြည့်လိုက်တဲ့အချိန်တုန်းကဆိုအဲကျွန်တော်အီဆက်ကန်လိုက်တဲ့အချိန်နဲ့ကြုံတယ်ဗောနော်အီဆက်ကန်လိုက်တဲ့အချိန်တုန်းကဆိုလို့ရှိရင်ကိုက တကယ်တကယ်ကဒါလူကျွန်သွားတယ်ဆိုရင်မယ်တကယ်ကိုးသွားကြည့်အဲ့ဒီကိုက VR ပြန်ကြည့်ပြီးပေးလိုက်မယ်ကိုမျိုးတွေမှာပါလိမ့်မယ်ပေါ့နော်ဆိုအဲ့ဒီ ease အလုံးဆိုလို့ရှင်လာတော်တော်လေးကောင်းတယ်ဒါပေမဲ့ Sally Lemon scan ပြသွားတယ်ပြီးတော့ပြန်ထွက်လာတဲ့လုံးကိုဒါ Mac ကပေါ့နော် Mac Alistar scan တယ်ဆိုအဲ့ဒီလုံးမှာလည်းကိုသမားဒီ Sally Lemon ကပြန်ပြီး save ပြသွားတယ်ဆိုတော့အဲ့ဒီနှလုံးဆက် save တာနဲ့တော်တော်လေးအဆင်ပြေပြီးတော့ကောင်းတယ်လို့တော့ကျွန်တော်မြင်တယ်ပေါ့နော်ဆို Sally Lemon ကအမှားမလုပ်ဘူးတော့မဟုတ်ဘူးအဲတော့ဒီ delivery လုပ်တဲ့အပိုင်းမှာလည်းအားနေတယ်ဗျာအရှိ့ ဖြစ်ပြီးပြီးတော့ကန်လိုက်တဲ့အလုံးနဲ့ကျွန်တော်နှလုံးသုံးလောက်တွေ့တယ်အရှိမလူတယောက်မှမရှိဘဲနဲ့ဟိုအဲမရှိတဲ့နေရာယူကန်ချပလိုက်တာပေါ့နော်တခုတော့ရှိရပါဘောဗျာအဲ့လိုမျိုးသူ့စီကို pressure တွေလာမှထက်ဆိုင်ရင်တော့ဂျူလင်ကောင်ွယ်ပြီးကန်လိုက်တဲ့ပုံမျိုးလိုတော့ကျွန်တော်တို့ထင်တယ်ဆိုတော့ကွန်းလန်မှာဆိုလို့ရှိရင်လည်းသူ့အနေနဲ့သူမစိုးဘူးဒီပွဲစဉ်မှာပထမပိုင်းမှာ Bruno မစိုးဘူးဆိုမှဒုတိယပိုင်းမှာ Bruno တော်တော်စိုးတယ်ဒါကကျွန်တော်တို့ဂိုးပြန်ရသွားလို့မဟုတ်ဘူးဆိုလို့ရှိရင်ဒီပွဲစဉ်တာဥမာထားပါတော့တည်ကြသွားတာသူမျိုးရှုံးသွားတာဖြစ်ခဲ့ကြည့် Bruno ကအဓိကတည်ရခံလို့ဖြစ်မှာဘာလို့လဲဆိုတော့ကွန်းလန်မှာဘောလုံးဆုံးရှုံးနိုင်မှန် ံတွေသူ့စီကနေစတာလူပေးမာတာတွေနောက်ကလိုက်လူဝင်နဲ့မရတာတွေ ပြီးတော့ကျွန်တော်မှတ်မှတ်ရဒီ free kick ကန်လိုက်တဲ့အလုံးဆိုလို့ရှင်လဲသူဖြတ်တင်လိုက်တာမရဘဲနဲ့ပြန်ပါသွားတာမျိုးပေါ့နော်အဲ့လိုမျိုးလုံးနေပါရလဲ Bruno ဇီယာနေမမားတင်မနဲ့မှားသွားတဲ့အလုံးတွေပေါ့နော်ဆိုတော့အဲ့လိုလုံးနေဆိုလို့ရှင်လဲမဖြစ်တင်ဘူးလို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့အာနီပြဒီနေ့မှာ Ruben Amorim ကိုជីကျူးရမှာသူလုံးတင်လုံးထိုက်တာတွေကိုတော့လှုပ်သွားပါတယ်လူစားလဲတယ်ဆိုလို့ရှင်လဲချက်ချင်းပဲဝါနေနှစ်ယောက်ကိုတန်းပြီးတော့ထုတ်တယ်အာအာမက်ဒီယာလို့ Casmero ကိုထုတ်တယ်ပေါ့နော်ပြီးတော့သူတို့ညမှာ Ugarte နဲ့တစ်ဖက်ကကျွန်တော်တို့ Dogune ကိုထည့်တယ်ပေါ့နော်ဘာပဲပြော effort ဖြစ်တာလေးတော့တွေ့ရပါတယ်။တော်တယ်လို့မဆိုကျွန်တော်ဒီမွေးစင်မှာတိတ်ပြီးအားမရတာတော့အာမာဒီယစ်ကူညာပေါ့နော်ကျွန်တော်ကကိုရစီချင်တယ်ဒါပေမဲ့မာဒီယစ်ကူညာကုချင်ဒီကိုပေါ့ပြောင်းနေရတော့ကျွန်တော်တိတ်ပြီးတော့သဘောမကျအောင်ယုံကြည်မှုတွေပိုကြဆင်းလာပြီးလို့ရှိရင် pressure တွေပိုများလာမှာ ਉਹ လေကျွန်တော်နဲ့တော့စိုးရိမ်မိရပေါ့နော်ဆိုတော့တစ်ဖက်က liverpool ကတော့ကျွန်တော်ဒီ channel က united channel ဖြစ်တော့ကျွန်တော် liverpool အကြောင်းတော့အကြမ်းတော့မပြောချင်ဘူးဒါပေမဲ့ ပြောရမယ်ဆိုလို့ရှိရင်တော့လေးပွဲဆက်ရှုံးသွားတယ်ဆိုတော့ Arnes Slot ပေါ်မှာတော်တော်လေး pressure များသွားတဲ့အနေအထားမှာရှိတယ်။ဘာလို့လဲဆိုတော့လက်ရှိတန်းရာချော်တုံးထားတယ်။ပြောရဆိုလို့ရှိရင်လက်ရှိ Premier League Champion လည်းဖြစ်တယ်။ပြီးခဲ့တဲ့ယာဒီယာ Champion ဖြစ်ခဲ့တယ်ဆိုရင်လည်းလောက်အမောင်းပေါ်မှာတော့တုံးထားတယ်အတင်မဟုတ်ဘူး။မထမပန်းတဲ့ Champion ကောက်ဖြစ်သွားတဲ့ပုံစံမျိုးပေါ့နော်။ဒီယာဒီမှာကျတော့ ငွေကြေးမောင်းနေလဲတုံးထားပြီးတော့မှအဲလိုမျိုးဖြစ်တယ်ဆိုတော့ကျွန်တော်လာပိုင်ရှင်ဆိုလို့ရှင်လည်းနင်းပေါ်တော့ပွားမှာပဲပေါ့နော်ဆိုတော့တခုကောင်းတာကတော့ကလီဗိုလ်ပိုင်ရှင်တွေဘက်ကကျတော့တိတ်ပြီးတော့ဒီတော်တီယန်နော်ဒီယန်ဖောရက်စ်တို့ပါလို့မျိုးပိုင်ရှင်တို့မျိုးတိတ်ပြီးတော့စကားတိတ်မပြောတဲ့သူတွေမလို့ဒါတိတ်ပရက်ရှာမများသေးရလို့ပြောလို့ရတယ်ပြီးတော့လက်ရှိပရီးမီယာလိချန်ပီယံဖြစ်ထားကြအောင်လည်းပါလိမ့်မယ်ပေါ့နော်ဆိုတော့လီဗာဝူးကြောင့်တော့ကျွန်တော်အရင်တော့ထိတ်မပြောချင်ဒါပေမဲ့လန်နေတဲ့နောက်ပဲဆွေးနွေးပြလိုက်တဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ကျွန်တဲ့ဘိုင်းမှာတော့ ခြုံငုံပြောမယ်ဆိုကစားကွက်ကောလှုပ်သွားတဲ့ပိုင်းတော့တော်လေးဆင်ပြေတယ်။ကွန်းလက်မှာဆိုရင်ကက်စမဲရိုတော်လေးဆင်ပြေအောင်တွေးရတယ်။ဒါပေမဲ့ကက်စမဲရိုမပါတော့တဲ့အချိန်ကျရင်ကျွန်တော်ပြောသလိုပဲတမတ်ကုံသွားရင်နောက်တစ်ယောက်ထဲအဲ့နောက်တစ်ယောက်က ကက်စမရိုလာအင်ဘမ်မဖြစ်ဘူးဆိုအတင်းကတော်တော်လေးအဖက်သွားဖြစ်တာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့ပွဲမှာဆိုလဲဒုတိယပိုင်းမှာဥကားလေးတောင်ကန်မြောက်ကန်လောက်တာတွေသူ့ညာသူမရှိတာမျိုးလဲကျွန်တော်တို့တွေ့ရတယ်ကိုရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုတော့ဒီ general ပြောင်းရွှေ့ကြလို့ရှိရင်တော့လူခေါ်လိုက်မယ်ဆိုလို့ရှိရင်တော့အစီအမီသွားနိုင်ပါတယ်အခုတော့မှ warden တို့ပေါ့နော်တင်းနေရဒုညင်းကြီးကြီးထွက်နေတာဆိုတော့လေဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးကျွန်တော်တို့ကတော့တော်တော်လေးဝမ်းသာတယ်ပျော်တယ်ဒါမှမဟုတ်ကျွန်တော်နေသိမကောင်းဖြစ်နေရတော့ကြောင့်သာဟိုအားသိမ့်မပါဘူးဖြစ်နေတာပေါ့နော် ော့အဲ့ဒါလာပြီးတော့တင်ပြတာဖြစ်ပါတယ်။ဂျိုဂျင်းမင်းတို့ရောဒီဝဲစဉ်ကြည့်ပြီးတော့ဘယ်လိုမျိုးထင်မြင်စားချက်လေးရှိလဲ။ဘာပြောချင်တာလေးရှိလဲ။အပျော်ရောဘာရောကူဆက်ချင်လဲ။ comment တွေမှာမှတ်ခဲ့လို့ရပါတယ်။ဆိုတော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေး channel လို့ကြားနေတဲ့ဆိုလို့ရှိရင်လဲ like and follow like and subscribe လို့ပြောကူညီပေးလို့ရပါတယ်။ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ရအောင်။